ဝက်ဆိုက်ဂိုင်းစ်မင်္ဂလာပါဒီ view file လေးကိုတစ်ချက်ကြည့်အောင်ပြောရရင်တော့ဒီ view file လေးကတော့ဒီ73နှစ်သားကောင်လေးကနေပြီးတော့9နှစ်မိန်းကလေးလေးကိုအာအချင်းချင်းမတင်းချင်းမုံဖြစ်ပေါ်တဲ့အာအမှုနဲ့ပတ်သက်ပြီးတော့ဒီရှင်းနေမလေးကပြောပြထားတဲ့အာဘုဒ္ဓရာဇာလေးတွေရောဒီအမှုနဲ့ပတ်သက်ပြီးတော့ရောပေါ့နော်အာရှောင်းရံဆောင်းရံလေးတွေအာအဲ့ဒါတွေကိုပြောပြထားတဲ့ဗီဒီယိုဖိုင်လေးပါဆိုတော့ဒါဘုဒ္ဓလေးရမှာပါဗျာနော်ကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်အောင် โอเค Let's go မှန်ပါရှင်ကျမကိုအသေးမပေးချင်နေပါအများသိအောင်ရှင်းပြပါ ကုညီပေးပါเนาะဒီကတားငယ်တမိငယ်များအရွယ်မြောက်သေးတဲ့မိခင်များကိုယူဆိုင်နာထောင်ပေးပါရှင်အဲငါသားလေးကတော့ငါတို့အုတ်ထိတ်မှုအောင်မှရှိနေတာပဲငါသားကဒီလိုမဟုတ်တာကြီးမတက်ဘူးလို့မပြောပါနဲ့အချိန်များအတွင်းမြင်မြင်ပြောပါမယ်အလုံးနားလည်အောင်လို့စကားဟုတ်တဲ့ပဲပြောပါမယ်ရိုင်းနေလည်းမထင်ပါနဲ့ရှင်ဒီနေ့ကတော့ကကျမ မရေမှုတစ်ခုပေါ့အဲ့ဒီတစ်ခုကိုချုံမကိုတိုင်းပါဝင်ကူညီခဲ့ရပါတယ်ဖြစ်စဉ်မှာကောင်လေးရ73နှစ်တမိငယ်လေးရ9နှစ်ငါတို့သားသမီးတွေဒီလိုမရိုင်းဘူးလို့တွေးလို့မရပါဘူးရှင်။တားရှင်များလည်းပတ်ဝန်းကျင်ကြောင်းဖြစ်စေဖုန်းကြောင်းဖြစ်စေမဟုတ်တာတွေတက်တက်ပါတယ်။အဲတမိငယ်လေးကတော့ ခုနှစ်နှစ်တမင်းငယ်လေးဆိုတော့သူ့ကိုဒီလိုပြုချက်နေဆိုတာကို तू နားမလဲပါဘူးအိမ်ကလည်းမဝေးပါဘူးမိဘတွေကနှစ်ဖက်မိဘတော်ကဆင်းရဲကြပါတယ်အလုပ်လက်စားတွေပါမနေ့၄နိုင်၅နိုင်ဆိုရင်အလုပ်သွားရပါတယ်ကောင်လေးကကောင်မလေးရဲ့အိမ်ကိုအိမ်ကမဝေးတဲ့အတွက်ကြောင့်9နာရီ6နာရီခန့်ဆိုရင်ခလီမာလေးကိုအချိန်ချင်းအဲ့ဒီလိုသွားလုပ်ပါတယ်အဲအချိန်ချင်းအဲ့လိုလုပ်နေတာဘာမှမဖြစ်ဘူးလားဆိုတော့ကောင်လေးက73နှစ်ဆိုပေမဲ့ထွားကြိုက်နေတဲ့အထဲမှာမပါပါဘူးအရွယ်အရန်ကြီးတဲ့အထဲမှာမပါဘူးပေါ့နော်အဲနောက်တစ်ခုက ကလေးမလေးကဘာလို့ဒီလောက်အကြိမ်ကြိမ်ကိုမတိုင်တာလဲဆိုတော့ကလေးမလေးကသူနားမလဲပါဘူးသူအသားကိုဒီကိုကြီးကနားကျင်အောင်လုပ်တယ်လို့ပဲသူသိနေပါတယ်ဘာလို့လဲဆိုတော့အယံငယ်သေးတယ်အဲကလေးမလေးကသူ့ကိုမလုပ်ဖို့ပြောတယ်သူနားတယ်သူ့ကိုမလုပ်ဖို့ပြောပါတယ် ဒါပေမဲ့အချိန်ချင်းအဲ့လိုလာပြုတ်ခြင်းနဲ့ဘာကြောင့်မတန်ရလဲဆိုတော့မင်းရဲ့ခြုံမာတို့မေးတဲ့ခါကျတော့ဘုံကိုကြီးကပြောတယ်နေမေရိုက်လိမ့်မယ်ငါအဲ့လိုလုပ်တာကိုတီးလို့ရှိရင်နေမေရိုက်လိမ့်မယ်ပေါ့နော်မိဘကိုအရန်ကြောက်တက်တဲ့ကလေးတွေကလည်းတချို့ဆိုရင်မိဘကိုမပြောရတာလည်းရှိပါတယ်အနောက်တစ်ခါသူ့အတေးကကိုကြီးဒီလိုလုပ်တာတိုင်လိုက်လို့ရှိရင်ကိုကြီးလည်းရိုက်ခံရတယ်ငါလည်းရိုက်ခံရတယ်ကောင်းလေးကဒီလိုမှားထားတယ်ပေါ့နော်မှားထားပြီးတော့အချိန်ချင်းပြုတ်ခြင်းပါတယ်ဒါမင်းရဲ့ခြုံမာရဲ့ကြီးလက် စီကံဆရာမလေးရဲ့ခလေးမလေးကိုမေးမြန်းနေစစ်ဆေးတဲ့အခါကျတော့ဒီပြုချက်ထားတာကအထမြောက်ပါတယ်စီယုံမှာကျမကြီးအရာစစ်ဆေးတဲ့အခါမှာလည်းပြင်းခံထားရပါတယ်ထို့ကြောင့်မနေ့ကတော့တရား ရုံမှာအမှုဖွင့်လိုက်ပြီးဖြစ်ပါတယ်။ပြောချင်တာကလေတမင်းငယ်လေးတွေကိုဆိုရင်လည်းအရန်ကြောက်အောင်မလုပ်ပါနဲ့။မထီရမကန်ရမတို့ရနေရာလေးတွေကိုအသိပညာလေးတွေပေးထားပါ။နောက်ပြီးလို့ရှိရင်ဘာဖြစ်ဖြစ်မိဘနဲ့တာတမီတငယ်ချင်းလူမျိုးရောညီအစ်မလူမျိုးရောတမီလေးတွေကိုဆက်ဆံပေးပါ။မိဘတွေအနေနဲ့ပေါ့နော်။ပုံမှန်လေးလေးပြောရဲဆိုရဲအောင်လေတွင်တင်ထားပါ။မိဘတွေကအလုပ်သွားနေရတဲ့အခါကျတော့အနာပတ်ဝန်းကျင်အပ်ခဲ့တယ်။အဲချိုးရကြလေစိုးရင်ပူပန်တဲ့အနေနဲ့နေဘူးတဲ့မသွားနဲ့။ဟိတ်အခုချက်ချင်းပြန်ဝင်စသည်စူတာဟောက်တာတွေ ်ပဝန်းချင်းကိုကြောက်ရတာကြီးမိဘကိုကြောက်ရတဲ့ကလေးငယ်တွေကအများဆုံးတီလို့ဖြစ်တတ်ပါတယ်ချုံမခုလေးအချိန်များတဲ့အတွက်ကြောင့်စကားဒါလေးကတော့မတင်းမုန်နဲ့ပတ်သက်ပြီးတော့အာပြောပြတဲ့အပြင်ဆောင်ရံရှောင်ရံလေးတွေကိုလည်းထည့်ပြီးတော့ပြောတော့တဲ့အပြင်ဖွင့်လေးပေါ့ဗျာနော်ဆိုတော့ဒါကဘုရားတဲ့ပိတ်တရားလေးရမယ်လို့ထင်ပါတယ်ဆိုတော့မိဖားတဲ့အနေနဲ့မိကလေးပဲမွေးထားတာယောက်ျားလေးပဲမွေးထားတာအာသတိထားဖို့တော့သာသမီတွေကိုအမြဲတမ်းမျက်စိတောက်ထောက်မကျင်းရင်တောက်သတိထားဖို့တော့ တော့အဲ့ဒီပြန်နော်ဖြစ်လိုက်ရင်နှစ်ဖက်လုံးကအရှက်တကွေးအကျုံနေဖြစ်တတ်ပါတယ်ဆိုတော့ဒီကောင်းလေးကလည်းဘုံကြီးအောင်ရမယ်အနေထားမျိုးကိုရောက်နေလို့ထင်ပါတယ်ဆိုတော့ဒုတိယဒုတိယဘက်မှာကျွန်တော်ဒီရားလေးကိုထည့်ပြီးတော့ပြောပြောပြပေးပါမယ်โอเคဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးဘုဒ္ဓတာလေးရနိုင်ကြပါစေပြန်နော်โอเคဘိုင်ဘိုင်